ရန်ဟိုလာတယ်ကြာစစ်ကြုံလေးနေပြတ်တရားကျုံလုံးနေရတာပြောရလားမိုင်းနှမလှချင်းလှပါလှနိုင်ပါတယ်ပတရားမှုကို အချင်းနဲ့ကြပြာနဲ့တော်လန်သွားတဲ့သဘုံစွာစုကြီးနိုင်မြမဟာ ေဖော်ဝါရီ9ရက်နေ့မနက်ခင်းမှာနှလုံးဖောက်ပြီးကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ကွယ်လွန်ချိန်မှာအသက်68နှစ်ရှိခဲ့ပါပြီ။ကဘာမကြည့်ဘူး။မတို့သွေးနဲ့ရှိခဲ့ကြတဲ့မော်ကွန်တေးဆိုတဲ့ချင်းကိုသူ့ရဲ့နာရီသတင်းထွက်ပေါ်လာချိန်မှာလူငယ်တော်တော်များများကြားရောက်မိမယ်ထင်ပါတယ်။အနာရှင်ရဲ့ပြမိတ်ပေးတဲ့မောင်းမြန်တနတ်တန်တွေကြားနိုင်မြမာရဲ့ဟိတ်ကျွေးတန်မိုးရံမှာတွင်နေ ဆိုလို့ရအောင်ပါပဲဘလူပြန်နေတဲ့စစ်တနက်ပြောင်းရှေ့ကြီးစံတွေကြားမှာ ပြည်သူတွေဟာလောင်းချင်းထက်လို့ဖီစံအော်ဟစ်နေမြမပြည်မှာမဆလာလို့လူချင်းတော့ဘူးဟိတ်ဆိုတဲ့အချင်းဟာမျိုးဆက်တစ်ခုရဲ့ရှင်ထဲမှာအချင်းချင်းကာကာပြည့်တင်ထက်မြည်ခဲ့ဘူးပါတယ်အာနာရှင်ကြီးဘူနေဝင်းဟာ ဲ့ဒီတခြင်းကိုအိမ်မက်ထဲမှာကြာပြီးအိယာကလန်လို့သလိုမျိုးတောင်ရှီကောင်းရှိခဲ့ပါပါမမပြီနာစီလက်သက်ကိုင်းကိုဥပဒေတွင်နဲ့အရေးချုံပြီးအာနာဝိုင်အဖွဲ့စည်းအတွင် လုံနေပါနဲ့လေဆိုတဲ့စကားဟာမဆာလာကိုစိန်ခေါ်တဲ့စကလုံးတွေပါပဲဒီသူတွေနဲ့ចောင်းသားလောင်းတွေအယိုးတွေတွင်ရောက်ပြီလေနိုင်ငံတော် လူတက်မှုတွေဂျုံးတင်စစ်ဆေးပေးဆိုတဲ့စာသားဟာဒါသွားလို့ထက်မြက်ပါတယ်နိုင်မြန်မာဆွဲဆိုတဲ့ ုင်ငံတော်လူသက်မှုမှာအာဏာရှင်တွေဟာချိုးမိခါခါကြာနေခဲ့ပါတယ်။စင်ဆက်ချသူတွေဟာပြည်သူတွေပါပဲ။စင်ချက်ကိုအကောင့်တဲ့ပေါ်လုပ်ဖို့စူးစမ်းနေသူတွေဟာလက်နက်ကင်တော်လန်ရေးလူငယ်တွေပေါ့။သူကအချင်းမောင်မြများစွာကိုရေးသားခဲ့တဲ့အတွက်ဗေဒချင်းအကောင်းဆုံးလို့ပြောဖို့တော့အတော်ခက်နေပါတယ်။ချက်တဲ့ရေတော့ဘုံကြီးပြတဲ့အချိန်မှာအဲ့ဒါလိုပေါက်ကွဲတန်စင်နေတဲ့ဆေးအုပ်စုကိုပြည်သူခုံရုံးတင်ဖို့ ွဲချက်တင်ခဲ့တာဖြစ်ပေမဲ့တော်တော်စောစောကလေးကနိုင်ငံရေးသဘောတတ်ဝင်တဲ့အချင်းတွေရှိခဲ့ပါတယ်။အဲလိုအချင်းတွေထဲမှာဆေးရောင်စုံမြင်ငွေးချက်ချင်းဟာတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။ဘာကွာ80ခုနှစ်ကလေးကဖတ်ခဲ့တာပါ။ငုံမလို့ရှိမလို့တိမ်သူမျက်နှာရွှာပေလမ်းထွက်ဖို့သုံးစော်လာ။နေပြည်တော်ကလွေတလုံးနဲ့ခြေလင်တိုင်းငန်းလက်လက် ာလန်ဘေးကဘေးရင်ဆရာကြီးအာကိုစမ်းပြစေជីဝါကိန်းတော့မြင်နေရပြီလေ။ဟောကိန်းထုတ်လို့နေမိကက်တဲကအကျွေတွေအပြင်ကိုမျက်စာပြစ်လို့နေလောလောလတ်လတ်ထောင်ကိုမြင်ရင်ယာကိုစွန့်ခွာជីဒီဆောင်နှစ်ချက်နဲ့ထိုးကဤသူဆိုနေပူထဲမှာညှော်လင်းခြင်းရဲ့မျက်နှာဆိုတဲ့စာသားတွေဟာ kiss စနစ်တစ်ခုလုံးရဲ့အုပ်ဆိုးသူမာဆာလာဆိုရကို ပြင်းပြင်းထန်ထန်လက်ညှိုးထိုးတောင်ပြောင်တယောတဲ့စကလုံးတွေပါ။အောင်ပါလီတီယာပြည်သူတွေအတွက်မွေးစည်းပေါ်နေလို့ပေါက်ကွက်82ခုနေတဲ့ဟာဆရာနိုင်မြမထောက်ပြခဲ့ပေမဲ့နောက်ပိုင်းမှာတော့နှလုံးသုံးလုံးဘလုံးတိုင်းတွေပို့လို့သာတိုးပွားလာပြီးစင်ရဲသားပြည်သူတွေကိုမတင်မချင်းတဖြည်းဖြည်းနှင်းဆဲနေပါရန်ကုန်ရေမြေပစ်တရားဈေးမှာတမင်လိုက်ပွဲနဲ့တိုးကလို့နိုင်မြမရေးပွဲခဲ့တာဟာအမောင်စော်လက်ရဲ့အမဲလိုက်အကတဲ့

ူတွေအားလုံးနဲ့အချင်းကိုပုတ်ကြဲကြိမှန်စေတဲ့စကလုံးတွေပါလီပါရဲတယ်ဆိုတာကိုအခုရဲ့လူငယ်တွေနားတောင်လဲမယ်မထင်ပါဘူးမဆာလာကစ်တုံးကအလုရှာဖို့အလုရှောက်ဖို့အတွက်အလုသမားယုံမှာလေပါကတ်လို့ရတယ်အဲ့ဒီလေပါကတ်သာတတန်းကုန်လို့အခါခါလဲရပေမဲ့အလုမရနိုင်ချတဲ့ဘွဲရအလုလက်မဲ့တွေရဲ့ဘွားကိုဘုကွယ်ကွင်းကြီးပါ ဆရာနိုင်မမရေးပြီးမိခလာဆိုတဲ့မပြောချင်လို့ကြည်နေတာကြာပြီဆိုတဲ့ချင်းဟာရေးရမလို့ငိုရမလို့ရေးရင်ငိုရမယ်ချင်းမျိုးပါမိခလာပဲဆိုတဲ့နိုင်ငံရေးတွေမပြောချင်ဘူးအချင်းကလည်းမပြောချင်လို့ကြည်နေတာကြာပြီဆိုတဲ့ချင်းရဲ့အဆက်ဖြစ်ပါရဲ့ဒါပေမဲ့ပရမတ်ချင်းထက် အများကြီးပြောင်မြောက်လာပါတယ်အများကြီးပို့ပြီးဆူရှလာပါတယ်အင်မတန်ထက်မြက်တဲ့ဓာတ်သောပုံမှာပပတိတင်ထားတဲ့အရက်သေးကို အခန်းနဲ့ကပ်ယူစားသုံးရဘူးပါပဲနိုင်ငံရေးချင်းကိုဒီလိုရေးလို့ရတကောလို့အာအာတင့်ရတဲ့ချင်းမျိုးပါမိမရိုက်တဲ့သူရဲကောင်းကြီးပါလားတဲ့ဒီမိုကရေစီပေးပြီးမှအာနာရှင်ကြီးဖြစ်သွားပြန်ပြီလားတဲ့ဒီဘောမှာဒီလူနဲ့လွတ်လပ်ရေးမရတဲ့လားတဲ့ပီတီအာဘော်ကိုမိကလာထွက်ပြီးဝေးမှောက်လိုက်ရမလားတဲ့တော်တော်အတင်ကျဲလုံးနဲ့စိုက်ဆရာပါပဲ တပုံမှတခဲ့တပုံမှနိုင်မြမလိုလူကိုကြည်တာနဲ့ဒုံဖြစ်တာဂုံယူစရာလို့လင်းလင်းချင်းချင်းပြင်းပြင်းနိုင်တော့သူပါကေဆိုးကြီးထဲမှာတပုံဖြစ်ရတာဖိနှိပ်သူအစိုးရဖြစ်ရတာတဲ့စာပေါင်းများစွာတာလုံးမြင့်မဲ့ကြောင်းကိုတက်သိချိန်ရှားပြသနိုင်သူပြောက်ပါအလူလာချင်းတွေကတော့သူနဲ့ကြီးပွဲခဲ့တာဘယ်နေရာလောက်ရှိမလဲဆိုတာတော့အခက်မှန်တတ်ပါဘူးလောကရဲ့ လွန်ဝေးတဲ့အချက်ခုမှာတမာချန်တဲ့ကကဘာဦးကြီးစားလို့နှစ်ယောက်ထဲနဲ့တို့ရဲ့တိုင်းပြည်ထူထောင်ကြမယ်ဆိုတဲ့သကိုတီတိုင်းပြည်ထူထောင်တာခက်ခက်ကလူငယ်တွေကိုခြေပန်းစားခဲ့ပူပါလေ။အောင်မင်းဆုံးတချင်ကတော့ဒေါ်မမအေးကနေလူငယ်တွေစီတိတတော်များများဆိုကြတဲ့ဝါစုတချင်းဖြစ်လာလို့တောင်းပြေးမိပါလေ။ Grand War တူချင်မှတူမှာပါ။တော်မင်းနဲ့တချင်းတွေကတိတ်ကုန်များတာကိုအခုတော့ဆရာနိုင်မြမရှိတော့ပါဘူး။ ဒီကနေ့စပြီးဆရာနိုင်မြမရှိတော့ပါဘူးကျွန်တော်တို့ကနိုင်မြမမရှိတော့တဲ့မြန်မာနိုင်ငံမှာဆက်ပြီးရုန်းကန်နေကြရအောင်ပါပါဆရာနိုင်မြမမိုးဥလိုတိရကလေးတွေငိန်နေရင်တိမ်တွေပြိုတော့ပါဘူးကြို့တိရပြီပါတိုင်းရှိခွေမှညို့ဆိုင်မုံကြီးချဲမိုးချင်းနဲ့တဲ့တဲ့ကြရင်လဲသူ့ကိုတရိယာသူတွေအမြောက်များရှိကြပါလိမ့်မယ်ခုလဲဒီတိုင်းလိုလိုဘိုးချင်းတန်တွေ ကြားနေရပြီမဟုတ်ပါလားဆရာကိုသိမ့်မြက်သူ့နိုင်မြမရဲ့အကြောင်းအဖတ်တရားပြန်လည်ရေးသားထားတဲ့အကြောင်းစစ်ကြုံလေးနေပြည့်မှတ်တရားကျုံလုံးနေရတာပြောရဲ့လားအိုင်းနှမလှချင်းလှပါလှနိုင်ပါတယ်ကျုံဖြစ်နေတာကိုမမေ့ပါရဲချင်းရဲပါကျေနိုင်ပါတယ် ကြုံဖြစ်နေတာမမေ့ပါနဲ့ပြောချင်းပြောပါပြောနိုင်ပါတယ်ကြုံဖြစ်နေတာမမေ့လိုက်ပါနဲ့ပတ်စံရှာတာရှာနိုင်ပါတယ်ကြုံဖြစ်နေတာမမေ့လိုက်ပါနဲ့ချင်းချင်းတွေရန်ဖြစ်နေတာဖြစ်နိုင်ပါတယ်ကြုံဖြစ်နေတာမမေ့ပါနဲ့နေရစားရဝိတ္ထုခနဲ့နေတတူကရှာရဖွေရကြောက်ရလန့်ရရုံးကန်ကြရင် သမင်းတလုတ်ဒုတ်တစ်ချက်နဲ့အသက်ချောင်းမဲ့၍အကောင်းဆုံးတယုံယုံနဲ့ဂုံယုံရွေတာကျုံဖြစ်နေတာအမိပါနဲ့ကျုံမဟုတ်ပဲကျုံလုတ်ခံရလက်နဲ့ပြ၍အာရမတင်ကျုံပြုတ်ခြင်းအားမငင်းမဆန်အညံ့ခံကနေသာသလိုနေမိဆိုပါငါတို့ဘွားချမကျုံတီကျုံကြီးကျုံလေးငါတို့မွေးသည့် ငါတို့ရှင်သွေးငါတို့ကလေးတွေလည်းကြုံလေးတွေပဲဖြစ်လိမ့်မည်နိုင်မြမကဘာကြီးကိုငါစိတ်ဆိုးတယ်ခါးကြမှာတနက်ချိန်ပြီးအော်လားငေါလားလှုပ်နေတဲ့သူတွေလည်းငါစကားပြောချင်စိတ်မရှိတော့ဘိုင်းပြီလုံးဝဲနေတဲ့ချိန်မှာ ပဆန့်အကြီးဂျိုင်းကြညက်ပြီးဟောင်းဖွာဟောင်းဖွာလှုပ်နေတဲ့လူမျိုးတွေတွေ့ရင်ငါစိတ်ကုန်တယ်မြမပြီကလူတွေကိုကြည့်ကြည့်ပြီးဘယ်သူကိုစိတ်ဆိုးလို့စိတ်ဆိုးရမှန်းမသိလူတွေအားလုံးနဲ့အဆင်ပြေအောင်နေချင်းစိတ်လဲငါမှမရှိတခါကဆိုဂရီတီပြောခဲ့ဘူးတဲ့မြို့ပြနိုင်ငံတော်ဆိုတာမျိုးကြီးဟာလဲဒီလူကွာမျိုးမှာဘယ်တော့မှပေါ်ပေါက်လာမှာမဟုတ်ဘူးငါတယောက်တည်း လမ်းဘေးအုတ်ခုံလေးတစ်ခုပေါ်မှာထိုင်နေမိတာငါကငါပဲအော်ဆဲပြစ်လိုက်ချင်တော့တယ်။ဟေ့ဒီမှာကဘာကြီးကိုငါစိတ်ဆိုးတယ်။မချစ်မနစ်တတ်သောသူတို့နဲ့နှစ်ကာလများစွာအတူနေထိုင်ရတဲ့အတွက်ကဘာကြီးကိုငါစိတ်ဆိုးတယ်ကွာ။ဟုတ်ပြီလား။ကဘာကြီးကိုနိုင်မြမာစိတ်ဆိုးခဲ့တယ်။ ဆရာနိုင်၏ဓမ္မထိတ်ချက်မေးခွန်းများဂျပန်ဖက်စစ်နှင့်အင်္ဂလိပ်နယ်ချက်တို့၏ကိုလိုနီဘွားမှာလွတ်မြောက်ခဲ့သည့်မြန်မာနိုင်ငံသည်လူလိရေးရာပိကာမှအဘယ်ကြောင့်ရခင်ထက်ပိုမိုဆိုးဝါး၍စင်ရဲနှိမ့်ချပါသနည်းနိုင်ငံလူလိရေးရာပိတဲ့နောက်ပြည်သူအများသည်မှန်တကယ်ကိုလွတ်လပ်ခဲ့ပါသလား လူကောင်းသူကောင်းတွေတခါရောက်ရှိနေတဲ့တိုင်းပြည်ကိုမြည်သူတွေအုပ်ချုပ်ခဲ့ပါသနီးစာတင်ငန်းတွေကကလေးတွေကိုအတန်းမှိုင်ဆီယာမကဒီလိုမေကုံးမျိုးမေးနိုင်တဲ့ခစ်ကိုရောက်မှမင်းတို့ကိုမင်းတို့တကယ်လွတ်လပ်တဲ့တိုင်းပြည်မှာနေရပြီလားလို့မှတ်ကြပေတော့တပည့်တို့ပုံစိတ်ဆိုတာ လူတိုင်းမှာရှိတယ်။စောက်ကျင်မကောင်းတဲ့လူတွေကဂုံတေရှိပုံကိုကြီးတွေဖြစ်နေတဲ့ခင်မှာလူရဝင်ဖို့အရေးလောက်နေတော့ငါခြေပြားမထောက်ချင်ဘူး။ဘာဖြစ်ချင်နေတာလဲငါ့ကိုမမေးစမ်းပါနဲ့။မိုးတီအောင်လေကားထောင်မယ်။မိုးကိုမိနဲ့တက်ရှုပ်ခြင်းနဲ့လေကားပျောက်ရင် ခြေပြားထောက်ပြီးတော့ရှုပ်မယ်ကွာ။လွတ်လည်ရေးကျင်တာ ဂရိုင်းဘီလုံးအချင်းချနေတဲ့အချိန်မှာငါတယောက်တည်းကလှုပ်လေရင်မရချင်ပါဘူးကိုယုံကြည်ချက်ကိုအစဆွဲထုတ်အဲ့ဒါကိုကြိုးချောင်းလှုပ်ပြီးကိုစိတ်ကိုကိုကြိုးနဲ့တုတ်ကိုကိုကိုချုံနှောင်ထားခဲ့တာငါတစ်သက်လုံးပါပဲဟောဒီမြန်မာနိုင်ငံတည်းမှာပါကွာငါသိဆုံးရသည့်ပေါင်ပါပဲငါတိုင်းပြီးလှုပ်လေရတဲ့အခါကျမှငါ့ကိုဖြည့်လွတ်လိုက်ကြပါတော့ကွာ